ခါဖိုင်နယ်မှာလည်း1-0နဲ့ပြန်ပြီးထပ်ပြီးနိုင်ကိုကောင်းတယ်ဆိုပြီးတော့အာရှလေးဦးစေပြေရွေးခါရတယ်တိုင်းပြည်အတွက်တပ်ဖို့အင်မရှိတဲ့အရှိတောင်အာရှနိုင်ငံ7နိုင်ငံစလုံးပါမြပါပြီးခါလွဲလို့ဗင်နိုင်ငံမှာအရှက်ကိမ်းဝင်စတဲ့ဆက်တကမရဘူးအသင်းရဲ့စီးလုံးပြည်ချုပ်မှုတုတ်ခုချင်းရဲ့ဘောလုံးကြွားချင်မှုဖဲ့အသင်းနဲ့ပုံပြီးတော့ကြက်ခိုင်မှုကောင်းတယ်တစ်ဖက်အသင်းနဲ့ပုံပြီးစစ်ပြားပဲအဲ့ဒီလိုအသင်းက ပြည့်စုံသေးလို့ရှိရင်ဘယ်အသေးပဲစီဂိမ်းလို့အသေးပဲကတော့နိုင်ဝတန်ရပါပဲအားသဝနာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာစီဂိမ်းရီဝိုင်းစီစဉ်ကနေကြိုဆိုလိုက်ရပါတယ်ဒီကနေ့ရဲ့စီစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဂိုးတင်အောင်ကိုဖိတ်ခေါ်ထားပါတယ်ခင်ဗျာဂိုးတင်အောင်ဆိုတာကတော့ပြည်သက်တွေကြားထဲမှာမတိသူမရှိလောက်တဲ့ဘလုံးသမားကြီးလိုပဲပြောရမှာပဲဖြစ်ပါတယ်အဘတော့လက်ရှိမှာအသက်84နှစ်ကို ျော်လာပြီလို့သိရပါတယ်ခင်ဗျာဒီမှာကျွန်တော်အစီအစဉ်အစမာတွေကကြိုပြီးတော့မြေတားရက်ခံနေတာကအဘကတော့အသက်အရွယ်အရအဲနားလေးတိတ်ပြီးတော့အကြအာယုံကနည်းနည်းလေးချွတ်တဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်မေကွန်းမေးတဲ့ခါကျရင်တော့အတန်လေးနည်းနည်းကျေနေပါလိမ့်ရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့လည်းတီးခံပေးဖို့အတွက်အခုတည်းကမြေတားရက်ခံကြပါရခင်ဗျာ။အဲ့တော့ကျွန်တော်ဒီအစီအစဉ်လေးကိုစရအောင်။အဘမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါဗျာ။ကြည်နေတဲ့ပရိသတ်တွေကိုနှုတ်ဆက်ပေးပါအောင်ဗျာ။ TV ကြည်နေတဲ့ပရိသတ်တွေအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးတော့ဒုဒ္ဒဆန္ဒပြည့်ဝကြပါစေလို့ ါဆူတောင်းပေးပါနဲ့ဟုတ်ကဲ့ပါဒါ CK Rewind စီစဉ်ကိုဒုရုကလာပြီးတော့မေကွန်းလေးဖြစ်ကြပေးတာကျေးဇူးတင်ပါတယ်အဖမေကွန်းလေးစမေးခြင်း ਨੇ မေကွန်းလေးစမေးရမယ်ဆိုလို့ရှိရင်အဖဘလုံးသမားဘလို့ဖြစ်လာလဲဆိုတာလေးကစပြီးပြောရအောင်ဘလုံးသမားဘလို့ဖြစ်လာလဲဆိုငရေကဆော့လို့ဖြစ်လာတာကိုကအစ်စိတ်မျိုးသားအစ်စိတ်ကနာလေသားအဲ့တော့အစ်စိတ်အထက်ကအဲ့တော့ high school တောင်းလို့ခေါ်တယ်အထက်ကအခုတော့အထက်ကတက်ပေါ့အဲ့ဒီမှာသွားသွားပြီးနေတဲ့ဆက်ပါကိုတို့ကကျောင်းမတက်ခင် ကျောင်းက9တိုင်ပတ်တက်တယ်အိမ်ကနေပြီးတော့7တိုင်ကကဏ္ဍလေရသွားသွားပြီးတော့ W ဘောလုံးနဲ့ကွင်းထဲမှာဘယ်တကယ်ကြီးနဲ့ကွဲကစားလာပဲအဲ့ဒီကနေပြီးတော့အဲ့ဒီတော့ကလည်းဂိုးပဲဖတ်တယ်ဘာလို့လဲဆိုတော့လူကောင်ကသေးတယ်ကိုကအဲ့ဒီတော့ကတော်တော်သေးတယ်လေဟိုအရက်လေးပဲရှိတာဆိုတော့အဲ့လိုကစားကစားရင်းနဲ့တော်တော်အတန်းလေးကြီးလာတယ်လေကားကား6တန်းစားပြီးတော့9တန်း7တန်းကြီးလာတော့တကယ်ကြီးနေစုပြီးတော့ နံပါတ်3ဘောလုံးပေါ့ဘောလုံးနဲ့အဲ့ဒီကိုလိုအေးစိတ်အနာရှိတဲ့ယွာတွေပေါ့ဟိုတာဓုကာရဘုံကြီးကြောင်းတို့ဘာလို့ကြာလို့အဲ့ပါသုပြီးသွားသွားကစားတယ်ကစားပြီးတော့တရက်ကြာလို့ရှိတော့ဆရာပါကြီးက assembly hall မှာခေါ်ပြီးတော့ကိုလိုသွားတဲ့အုပ်စုစုပါလေရောဒါပေမဲ့ကစားတာတော့မပြတ်ဘူးချိန်လို့ရလို့ရှိရင်သွားသွားကစားတယ်ဟုတ်ပြီအဲ့တော့ဘောလုံးသမားဖြစ်လာတဲ့အထဲမှာမှာ ိုးသမားဘာဖြစ်လို့ဖြစ်လာလဲအဲ့လူကောင်သေးတာအကြောင်းတခုပဲလားဟုတ်တစ်ချက်ကလူကောင်သေးတယ်ပေါ့စပြီးကစားတဲ့ကွာ W ဘောကစားတဲ့ကွာကိုဖတ်တယ်တတော်တကယ်လေးကြီးလာတဲ့အခြေကြတော့လဲနံပါတ်3တို့နံပါတ်5တို့ကစားတော့ကိုပဲဖတ်တယ်ကိုဖတ်ရင်လည်းကိုတို့အစ်စိအထက်တန်းเจ้าကိုအဲ့ဒီကနံပါတ်ကဘောလုံးဖွဲ့ချုပ်အောက်ဆန်းခွဲပါရှိတယ်ဘောလုံးဖွဲ့ချုပ်ကပါကစားဆိုအသက်16နှစ်အောင် ဘောလုံးသေးပြိုင်ပွဲအဲ16နှစ်အောင်ဘောလုံးသေးရလဲပထမတန်းအသေးလေးမှာရှိတဲ့ဥပမာပြရဲကြီးတို့အဲ့ဒါအခေါ်ရပေါ့ရဲကြီးတို့ယထာတို့เนาะကြီးတို့ရေတို့အဲ့ဒီအသင်းတွေအသင်းကြီးတွေတိုင်းပါအသင်းတစ်သင်းရှိရတယ်အသက်16နှစ်တော့တသင်းစီထားပြီးတော့အဲ့ဒီပြိုင်ပွဲလုပ်တယ်အဲ့ဒီပြိုင်ပွဲလုပ်တော့ကိုတို့အစ်စိအထက်ကကိုတို့တွေအပါဝင်တော့ဆရာဦးစိတ်လည်းကနီးပြဆိုတော့ ဆရာဦးစင်လေကဒီပြချုပ်ဒီပြဖြစ်တဲ့ဥပဥပဘွားသူကတွဲပဲဒီပြပေါ့အဓိကကြိုက်တာသူကဆရာဦးစင်လေတော့၄၁ပေါ့အဲ့ဒီမျိုးပါကြောင့်ကနေပြီးတော့တချို့ပလေယာတွေတက်ပေါင်းပြီးတော့အသက်၁၆နှစ်အောင်ရဲလူငယ်ဆိုပြီးတော့ကစားတယ်အောက်စားခွင့်ပါကစားရတာအဲ့ဒီကအောက်စားခွင့်ဆိုလို့အထေပကြီးတဲ့တိလေ၂နာရီကစားရတယ်၄နာရီပါ အသိကြီးကစားတယ်ကိုတို့ကနန္ဒာကြီးကစားတယ်ကစားပြီးလို့မိသိ40ပဲကစားရတယ်မိသိ40ပထမပိုင်း40တော့ဒုတိယပိုင်းကစားပြီးပြန်ထွက်လာပြီးတော့ပါအခုနေ့ဖြစ်အဲ့တော့အဲ့ဒီမှာကိုတို့ရဲလူကရပထမတော်တော်ရဲရဲကြီးအသိပေါ့ကိုတို့ရဲ့စီရအသိကြီးကလည်းအမှတ်ပေးမှာဒုတိယရထားတသိန်းပေါင်းတော့ကိုတို့တသိန်းပေါင်းတိုင်းလဲကိုတို့ရတယ်အဲ့ဒီကအဲ့ဒါအသက်16နှစ်ဟောပါကစားတာဒီ ်ခေ50အေး58လောက်ကဖြစ်နေပဲတဲ့ဟုတ်ကဲ့ပါပြီအဲ့အဲ့ဒါတော့ကြာလို့အဲ့ဒါအဲ့ဒီဘာလဲဂိုးပဲဖတ်တာပဲဂိုးဖတ်တော့တတလေးကောင်းလာတော့ဒါပေမဲ့တော့အမှတိုင်းဝင်ခါမယ်ဆိုကိုတို့အဲ့ဒီခစ်က matriculation လို့ခေါ်တဲ့တကယ်တော့ဝင်တာပေါ့ဟုတ်ဆယ်တန်းကကျောင်းမှာတစ်ခါကြထွက်တော့ပါလို့မရှိသေးတဲ့ခစ် ကျောင်းမှာစီနီယာကြီးတွေရှိတယ်လေးကကြတော့၅ကကြတော့အဲကျောင်းသားကြီးတွေရှိတယ်သူတို့ကအသက်30ကျော်တွေပေါ့ဟုတ်ကဲ့ဗျသူတို့တွေကဈေးပူပြီးကစားနေတဲ့ဟိုကျောင်းအသင်းလေဝဲစီကျောင်းအသင်းအဲ့ဒီမှာကမပေါ့ဘူးမပါရဘူးဘယ်လိုဘယ်ရွေးမကောင်းဆိုအဲ့ဒီမှာကစားနေတဲ့ဘလူနဲ့သွားပြီးချိန်ပြဆိုတော့ရဲလူငယ်ဆိုတော့ကိုစရာကတော့ပါတယ်ကိုစရာအကိုလှပါ ကိုယ်သမားလှဖို့ဆိုတာအဲ့ဒီအဲ့ဒီခြေတော့မြမလည်းစေကိုယ်သမားအဲ့ဒီကိုယ်သမားကိုလှဖို့ဟာသူကကိုရိုးကိုကြည့်ပြီးတော့လူအတာလေးကိုတင်ကြားပေးတယ်တင်ပေးတယ်တင်ပေးတယ်တင်ပေးတော့ဆိုဘောလုံးကိုအရှင်တပ်ဖို့တတိဖမ်းဖို့ဖမ်းတယ်ခြေရွှေ့ဖို့ခြေတယ်အားလုံးတေအောင်လို့ဖြစ်လာပြီးတော့ဟိုဒီကနေ့နာမည်ကျော်သွားတဲ့အထီးကသူ့ရဲ့ စွာတော်ဘူးသူရဲ့ပညာပေးမှုသူရဲ့အလေးအကျင့်ပေးမှုတွေကိုကြောက်လာဖြစ်တယ်လို့ဟိုကဆိုတာဒါကြောင့်မို့ဆရာ့ကိုတော့အများကြီးကတော့တယ်ဟုတ်ပြီအဲ့တော့အဘလည်းရင်းစဉ်ဖြစ်တယ်ပေါ့1965စီကိန်းတွားပြန်ရောတွားပြန်လိုက်တာနဲ့တန်းပြီးတော့ရွှေရတာအဲ့ဒါတော့နည်းနည်းကြမ်းတယ်တော့ဗာနော်ပထမဆုံးဝင်ပြိုင်တဲ့ဆိုတာ65ကြောင့်ပါပထမဆုံးပြင်ရတာအဲ့ဒီ67စီကိန်းပြီးတော့ကိုတို့ တပ်မတော်စင်ရောက်တယ်ရောက်ပြီးတော့63ဟာလူဝိစီပဒါမဖြစ်တယ်65ကြတော့ကိုကကံကောင်းရင်တော့ကံလဲပါတယ်နော်တိတိ64မှာလူငယ်လူဝိစီကိုသဘာအဖြစ်နဲ့ဆိုင်ကိုအဲ့တော့ကဆိုင်ကိုဖီနာပေါ့ဖီနာကိုသွားရတယ်နံပါတ်1ကိုသဘာကိုတကယ်ချင်းကြော်ပင်ခေါ်ငွေရကိုရတော့ငွေရပဲခေါ်နောက်ပိုင်းမှသူကကြော်ပဲ သူကကိုတော့ပါကိုကအရာအဲ့ဒီမှာဆွေရတယ်ဆွေရတယ်လူငယ်ဆွေပေါ့ဆွေရတာပြပါကိုတို့ကကိုတပွဲမှမဖောက်ကိုကြော်ပဲပဲဖောက်ကိုကြော်ပဲတအားကောင်းတာပဲနော်သူ့ကိုဂျိုးကြော်ဝဲလို့လည်းခေါ်တယ်နော်အဲ့ဒါ64ပါရတယ်အဲ့ဒါ64ပြန်လာပြီးတော့မှတခါ65မှာဂျပန်မှာလူငယ်အဲ့ဒါ under 20 ပြပလေးစအန်တာ20ဘောလုံးတွေကအေရှာအာရှလူငယ်ဘောလုံးပြိုင်ပွဲဆိုပြီးတော့ U20 ပဲရှိတယ် U70 တို့ U80 တို့ဘာလို့ဘာမှရှိသေးခဲ့ပါအဲ့ဒီပွဲမှာ65မှာဂျပန်မှာကစားတဲ့အခါမှာကိုတို့ကဒိုဒုတိယဖြစ်သွားတယ်အစ္စရေးနဲ့ဖိုင်တယ်တွေ့တယ်အစ္စရေးနဲ့ဖိုင်တယ်တွေ့ပြီးတော့အစ္စရေးကိုရှုံးတယ်ရှုံးတဲ့နေရာမှာကုနာကိုတကယ်ချင်း ရတဲ့တဲ့သူအမားလေးတွေပါသွားတယ်ပက်နတီပေးရတာတို့ဘာလို့ကြာလို့ရောဆိုတော့ဖိုင်နယ်မှာဆုံးသွားတာဟိုလူကြီးတွေကသူ့တဲ့တဲ့မကြည့်ဘူးပေါ့ဟိုဘာလဲလေဝဲအသေးပါဒီလိုမဖြစ်အောင်အဲ့တော့ပြန်လာတော့မာရီကသွားတဲ့ခါကျတော့65မာရီကမှာကိုကအရာနေနဲ့ပါသွားတယ်အဲ့ဒီမှာဘလူးက first goal သွားဆိုတော့ကိုခင်ပေါင်းတော့ကိုခင်ပေါင်းတော့64မှာဘာဘာပြည့်ရဲ့ပထမဆုံး ရွှေ64မာဒီကမှာရွှေရလာတယ်။ရွှေရလာတယ်ဆိုတော့ကိုခမောင်တို့နဲ့ဘာသူကိုအာရှလေးစီဖြစ်တဲ့အဲ့တို့ကအရွေးခါရတယ်။ရွေးခါပြီးတော့ကိုခမောင်တို့ကသွားကစားတယ်65ကားထဲမှာသွားကစားတော့ကောင်းနေသေးတယ်။ဒါပေမဲ့သူကဖြစ်ချင်တော့ကုဒကျော်မင်းကကိုရဲ့ဟိုတည်းကသူ့ကိုဖြစ်ဖြစ်တဲ့နေတဲ့အနာပြီးတော့ကိုကကိုခမောင်တို့ရဲ့အရာဖြစ်သွားတယ် အဲ့အရာဖြစ်နေတဲ့အချိန်မှာကကိုခေါ်တော့အဲ့မာရီကပြီးတော့ပြန်လဲပြန်တော့ရုပ်ရှင်ရိုက်တဲ့မှာရုပ်ရှင်ဘိုးဝင်သွားတယ်သူကရုပ်ရှင်ရိုက်ရှင်တာနဲ့အဲ့ခက်ကရုပ်ရှင်ရိုက်လို့ရှိရင်ဒီခွန်းလေးမလို့အောင်ဌာနကိုခေါ်တော့ဆိုရင်သူဆိုက်ရထားပြီးသားကတ်စမှာသူဆိုက်ရထားတဲ့မာရီက64မာရီကရထားလို့သူဆိုက်တော်ရထားတဲ့သူကသူကထွက်တယ်လေဝဲစစ်တင်ကလည်းသူမရွေးတော့ဘူးမရွေးတော့ကစားပဲလူတော်ပဲရှိတော့တာပေါ့အဲ့တော့ အဲ့ပါကစားတော့ခုနဟိုအဲ့ဒီခေတ္တကတိုင်ကပါလေချစ်ချစ်ရင်းနေမှုတဲ့ဘဘပြူလာလာပြီးကစားကြတဲ့ဥရောပအရှိဥရောပနိုင်ငံတွေကဘလုံးသိတယ်ရှိတယ်။နားကစားတော့အဲ့ဒီပါကိုကစားရတာပေါ့။ဟိုထောက်တကပါဟိုစီးကိန်းမသွားခဲ့ကစားတော့တော်တော်လေးကောင်းတယ်လို့ခေါ်ပါတော့။အဲ့ဒီပါ first line က 都还没有拆的，而且朝鲜人死的更多了。不会来这边过年的，他就说：“过年了，朝鲜、啊、人嘛，过。我说不会的，共产党是过不比的了。那那瞄着瞄着，反正来这来着，就过来了。你敢吃我了？怕什么？什么呀嘛？还有来来来来，我弄来吃的。这个小米加饭，猪蹄子，猪蹄子片肉嘛，你看呢？啊，这样这个徒步了。” ဘိုးဘိုးလက်ကစားတာငကိုးငကိုးပြန်ရပြီးတော့ရွှေပူးတွဲရတာပထမဆုံးရွှေကစီးရင်ပထမဆုံးရွှေကအဲ့မှာစားတာ65ပါရတာဘဝရဲ့ချုံမြင့်တဲ့အခိုင်အတန်ချွေးထွက်များလို့ရည်သက်ဆုံး Brian Dida အကောင်းဆုံးအဘတို့ကစီးကိန်းဆိုလဲရွှေရတာ9နှစ်သက်တိုက်တို့နောက်ပြီးတော့ဒီဘယ်လိုပြောမလဲ Asian Games တွေဘာတွေမှာဆိုလို့ရှိရင်လဲ ရွှေတွေရအီရန်တို့နိုင်တာတို့တောင်ကိုရီးယားနဲ့ပူးတွဲသေးကြအဲ့ဒီဘာလို့ခက်တုံးကတော်တော်လေးကိုမြမဘော်လုံးကဘယ်လိုပြောလဲအောင်မြင်ခဲ့တယ်ပေါ့အခုထိလဲရွှေခက်ဆိုပြီးတော့ကျွန်တော်ပြောအဲ့လိုမျိုးဘာလို့ခက်မှာရွှေခက်ဖြစ်ခဲ့တာဘာကြောင့်လို့ပြောလို့ရဘာကြောင့်တိုင်တယ်လဲဆိုတော့အသိရဲ့စီယုံမှုတော်တော်တယောက်နဲ့တယောက်နားလည်မှုတော်တော်အကုန်လုံးကဘော်လုံးကြွားချင်မှုเนาะတော်တော်ဒီခက်နဲ့တော့ တခြားကြီးပေါ့လေဟိုခေတ်ခါလေ့ကျင့်ရေးစနစ်ရအားလုံးကဟိုတပြေဒါကြောင့်ဘောလုံးသမားတယောက်ကတိကျဲတက်လုံကောင်းနေရမယ်စက်ခိုက်မှုရှိနေရမယ်တိကျဲဘောလုံးအခြေခံဘောလုံးပညာကျွမ်းကျင်ရမယ်နောက်သုံးချက်ဘောလုံးနှိစက်တဲ့နော်အခြေခံဘောလုံးပညာကျွမ်းကျင်ပြီးဘောလုံးနှိစက်ဘယ်လိုပေးဘယ်လိုပေးဘာကစားကွက်ကစားမယ်ဆိုတော့အဲ့ဒီနှိစက်တဲ့တက်နစ်တွေနားလည်ရမယ်နောက်တစ်ခုကလှေပြမှုကသူပဲရှိရမယ် ိုအဲ့ဒီဥစ္စာတွေပြည့်စုံလို့ရှိရင်ဖော်လို့သွားရတယ်ဒေါက်တော်ကြီးတွေပေါ့ဒေါက်တော်ကြီးဖြစ်ပါပဲအဲ့လိုဒေါက်တော်ကြီးဖြစ်မှအသင်ကစုစုစည်းစည်းတေးဘွားဖော်လို့ရတယ်ဆိုတော့အဲ့ဒီဘွားနိုင်တယ်ဆိုတဲ့ဥစ္စာခုနအရှင်ကိတစ်ချိန်ရတယ်ကိုလို66နဲ့80ခုနှစ်ပါ66မှာအီရန်အီရန်ကိုအုပ်စုပွဲတော့ကလည်း10ဘာလို့ရှုတာ10နဲ့တိုင်တယ် တခါ final မှာလည်း10နဲ့ပြန်ပြီးထပ်ပြီးနိုင်တယ် final မှာလည်းဆိုတော့ final မှာနိုင်တဲ့စားတကယ်တော့ပြောရပါဘူးဘာလို့ဘာလို့ဆိုတော့ final မှာကိုကောင်းတယ်ဆိုပြီးတော့အာရှလေးဦးစီပြေရွေးခါရတယ်ဒါကိုကိုအနေနဲ့ပြောရမယ်ဆိုရင်တိုင်းပြည်အတွက်ဂုံတိတ်ခါကိုတဘိုးအိမ်မှာရှိတဲ့အရှိတောင်အာရှနိုင်ငံ၁၇နိုင်ငံစလုံးပါမြန်မာပြည် ကလွဲလို့ဖင်တိုင်းကမှအရှက်ကိမ်းစတဲ့ဆက်တိုင်းကမရဘူးအဲ့ဒီလိုပဲကုလစီကိစီကိရကူက65မှာပူတွဲ68မှာရွှေ69မှာဗမာပြည်မှာရွှေ67ရွှေ73ရွှေ65ကြတော့ကကြီးတယ်အဲ့ဒီ65ပြီတော့ကိုကဘောလုံးကနားပြီးတိုင်ဘက်ကိုကူသွားတာအဲ့ဒါလေးမေးချင်သေးတယ်အဘ ပုံမှန်ဆိုလို့ရှိရင်ဒီကစားသမားကနေပြီးတော့နားဝိုင်းနီးပြလောက်ကြတယ်အဘကြအဲ့လိုမဟုတ်ဘဲနဲ့ဒိုင်ကိုဘာလို့ပြောင်းလောက်တာလဲအဲ့ဒါတော့ပြောင်းနေစား75စီဂိမ်းမတိုက်ခင်ပါဘာတွေကဆိုတာသွားတယ်ကိုက65ပါကိုက level first ကိုသွားတဲ့ကစားတဲ့ရွှေလဲရတယ်ရလာတော့ဒီ75ကြလို့ရှိရင်ဆယ်နှစ်ပြည့်ပြီ။ဟုတ်။ဆယ်နှစ်ပြည့်ပြီကလည်းနားတော့ပဲအတက်လည်းစီးလာပြီ။ဆိုတော့နားတော့ပဲဆိုတော့ ပြောတယ်တော်တော်သားပဲဆိုပြီးတော့ပြောထားတယ်ပြောထားပြီးတော့မာရီကသွားတော့လဲဟိုကသုံးတာတိုင်းပေါ့ကိုတို့ဟိုလာပြီးအင်တာဗျူးတာပေါ့ပရက်စလာပြောတော့ပြောရတယ်ငါဒီကပြန်လို့ရှိရင်ဘလုံးသားပဲစီကိန်းပြလို့ရှိခမေးဘာလို့ပါလဲဘယ်သိကြိုက်ပါလဲနီးပြမလို့ဘူးကဒိုင်လူကြီးပဲလို့ဟာထူးကြပါလားလဲဘာဖြစ်လို့ဘလို့သူတို့ကိုပြောတာခဲ့တယ်ဘလို့ကြည်လေလို့ ငါဘလုံးကစားလို့ရှိရင်ပါဇက်ပိတ်ထားလာလို့ငါအသိကအော်ဟေ့ပြီးတော့လို့အေးအဲ့ဒီလိုပဲငါဘလုံးကကစားခြင်းကနားတဲ့ခါမှာအသိနဲ့သိကစားနေတဲ့ဥစ္စာကိုဥပဒေနဲ့အကြည့်တကယ်ကစားနိုင်အောင်လို့ငါခရာနဲ့ဒိုင်လူကြီးလှုပ်ပြီးတော့ကျိုးကျိုးသားသားဆောင်ရွက်မှုအစီအစဉ်ရှိတဲ့ကြောင့်ကဒိုင်လူကြီးလှုပ်ပဲဆိုအဲ့လိုပဲဖြေခဲ့တယ်ဘာဘာပြပြန်ရောက်တော့လဲ75စီးကိန်းပြီးတဲ့ခါကျတော့ကိုက နားပြီးတော့ ိုင်လူကြီးပဲပြောင်းတယ်ဒိုင်လူကြီးပဲပြောင်းတော့အဲ့ဒီခေတ်က FIFA နဲ့တပ်မှတ်ထားတာပထမတန်းအသင်းတွေပါတဲ့ပြိုင်ပွဲမှာနှစ်နှစ်မှာပြိုင်ပွဲတွေမှာနှစ်နှစ်ဒိုင်လူကြီးလှုပ်ပြီးမှသူတို့ရှိစေချင်လို့ရတယ်အဲ့တော့ကိုက65ပြီးတော့66ပန်းသားတယ်ထောက်တဲ့ကြောက်ပါဒိုင်စင်တန်းတက်တယ်တက်ပြီးတော့ဒိုင်လူကြီးကိုထောက်တဲ့ခွန်တဲ့ထဲမှာလှုပ်တယ်အဲ့တော့အဖွဲ့ချုပ်ကလည်း ပထမတော့တခါတည်းတတ်မခိုင်းဘူးဟိုးသတုဒ္ဓတာတတိယတာနေမှာသွားပြီးတိုင်လို့ရတယ်အဲ့လိုတိုင်ဆယ်ဝဲလောက်ပြီးတော့မှပထမတော့တက်ရတယ်ပထမတော့တက်ပြီးတော့မှလုတော့ FIFA တိုင်လူကြီးဖြစ်တာကိုဆက်နဲ့ကိုမှသာဖြစ်တယ်ကိုဆက်ကိုမှ FIFA တိုင်လူကြီးဖြစ်တော့ကိုဆက်ကိုမာဒီကာကိုအသင်းနဲ့အတူတော်တော်ပါအဲ့ခက်ကမာဒီကာတို့စီရဂိတို့စီဂိတို့ဘာလို့သွားတဲ့ ဆရာဝဲသွားတယ်သွားတယ်သူတို့ကဒိုင်လူကြီးတူအပြဲတမ်းပါတယ်ပါတဲ့ဒိုင်လူကြီးကို ASC ရတယ်ပြီးတော့ဘသူ့ကိုထဲပါဆိုပြီးတော့လုပ်တယ်အဲ့တော့ကိုက79မှာပါသွားတယ်အသေးနဲ့အတူပါသွားတော့အဲ့ဒီတော့မာဒီကမှာမာဒီကမှာပြောကြတာ၆ဝဲတိတိဒီနေ့လောက်ရတယ်နောက်နေ့ကြတော့လိုင်းဆွဲပြတယ်ဟိုကိကကွင်းလေရောလိုင်းဆွဲဟိုကအတူတူပဲ တစ်ခုပဲလုံးတစ်ခုလုံးရတယ်အဲ့တော့6ဝဲတီတီကဇက်တိုက်လုံးရတယ်ဖိုင်နယ်ပါဝယ်ပေါ့အဲ့ဒီပါတီကဒီဒါကြောင့်မလို့အဲ့ဒီစာချိန်ကလည်းဟိုပါလဲတော်နမန့်တစ်ခုတည်းမှာ6ဝဲကစားတဲ့6ဝဲပွဲလဲ6ဝဲကန်ရတာပေါ့စာချိန်ပေါ့ဆိုတော့ခုနဒီလေးဝေးတဲ့ဥစ္စာပေါ့လေဒါကြောင့်အသေးဖော်လုံးကွေးတဲ့မှာတစ်ဖက်တင်းသားတွေဥပဒေနဲ့အကြည့်ကစားနိုင်အောင်လို့စူးစမ်းပြီးတော့ ဆောင်ရွက်ပဲဒါကြောင့်တကယ်တော့ကြွားတာတော့မဟုတ်ဘူးတော့တွေးတယ်လူတွေအဲ့ဒီခေတ်ကဘောလုံးပွဲကြည့်တဲ့လူတွေဟုတ်လားမဟုတ်လားတော့မသိဘူးကိုကကြားလာတေအောင်ဆိုလို့ရှိရင်ပိဋကလက်ခုတ်တီးတယ်လို့ပြောတယ်ဘာလို့ကိုကအထွက်ပါဘောလုံးထွက်ပြီးတော့ကိုကအကျင့်ရကိုသဘာဆိုတော့ဒီဘောလုံးကိုလက်နဲ့ဒီလိုဆွဲပြီးတော့ယူသွားပြီးတော့ပါကွဲလဲချတာအဲ့ဒါကိုလည်းပိဋကသဘောကြတယ်ဆိုတော့ ဲ့ဒီပါဟိုဒိုင်လူကြီးဘဝလည်းအောင်မြင်တာပေါ့လေဟုတ်ပြီပါအဲ့လိုမျိုးပေါ့ဒီကစားသမားဘဝမှာလည်းအောင်မြင်တယ်ဒိုင်လူကြီးလို့တော့လည်းအောင်မြင်တယ်အဘအနေနဲ့မကြခင်မှာ33ချိန်မြောက်စီးကိန်းမှာတွားပြီးတော့ကစားမဲ့ဒီမြန်မာလူငယ်ကစားသမားတွေအတွက်အဘအောင်မြင်မှုရဖို့ဘာတွေမှာလိုက်ချင်တယ်အဲ့ဒီလိုအရေးကြီးတဲ့ပွဲတွေကိုအရာပြောရမယ်ဆိုတော့ဘာတွေလုပ်တယ်လဲဆိုတော့တစ်ချက်ကုဏပြောဆိုအသင်းရဲ့စီးလုံးကြုံမှု တဝူးချင်းရဲ့ဘောလုံးကြွားခြင်းဘူးတဝူးချင်းရဲ့ကြက်ခိုက်မှုကောင်းဘူးတဝူးချင်းရဲ့တစ်ဖက်အသင်းရဲ့ကစားွက်ကောင်းအောင်ပဲကွာနားလည်မှုအသာစနစ်ကောင်းအောင်တစ်ဖက်အသင်းနဲ့ပို့ပြီးတော့ကြက်ခိုက်မှုကောင်းအောင်ပဲတစ်ဖက်အသင်းနဲ့ပို့ပြီးတော့တဝူးနဲ့တဝူးနားလည်မှုတဲ့တစ်ဖက်အသင်းနဲ့ပို့ပြီးလှည့်ပြားပဲပြေးပြေးကိုကနောက်ကျပြီးတော့ကိုလူကိုကြော်သွားတာမျိုးမဖြစ်အောင်ကိုကပဲဥဆောင်ရအဲ့ဒီလိုအသင်းရပြေစုံတယ်လို့ရှိရင် ဘယ်အသေးပဲစီကိန်းလို့အသေးပြောတော့နိုင်ဝတန်ရပဲဟုတ်ပါပြီအဲ့တော့ဒီမကြခင်မှာစီကိန်းသွားပြိုင်မဲ့ကစားသမားတွေအတွက်ဆူတောင်းစကားလေးလည်းပြောပြပါအောင်ပါသူတို့ပါတင်တာအောင်နိုင်စိတ်ကိုမွေးအောင်နိုင်စိတ်ကိုအခုရှိတဲ့အခြေအနေနဲ့ရှိတဲ့အခြေအနေနဲ့ဟိုစွတ်စွတ်စည်စည်တဲ့ကြိုးကြိုးစားစားအရင်တော့ဟိုဟိုပဲဥပမာပြောတာနော်မိသားတရားကို တွဲဆက်ကန်ပြေးထားတယ်အခုအလဲပဲဆက်ကန်လောက်တဲ့ရအောင်လို့အပြေးတွေပါလေအကုန်လုံးကတော်ပြီးတော့လာကစားပူပေါင်းဆောင်ရွက်မှုကလည်းကောင်းရပဲပူမှုကလည်းကောင်းရပဲအဲ့ဒီလိုပါဖြစ်ပဲလို့ဝင်တော့ရိုးရရလို့ပါလို့ကကိုတို့ကလား၅ချိန်ဆက်တယ်ဆိုရင်ရိုးရရ၅ချိန်မရဘူး तू က၅ချိန်မကရရရရဒါပေမဲ့ तू ကချာ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 ပြီးရဟုတ်ကဲ့ပါဟုတ်ပါပြီအခုလိုဖြစ်ကြပြီးတာကျေးဇူးအများကြီးတင်ပါတယ်ပါကျေးဇူးပြည်သူများခင်ဗျာဒီကနေ့ရဲ့အစီအစဉ်မှာတော့မြန်မာလေရင်ကန်နဝင်းဘလုံးသမားဟောင်းတူဖြစ်တဲ့ ကိုတင်အောင်နဲ့အတူစီကိန်းအကြောင်းတွေအဘရဲ့ဘွားဖြတ်တန်းမုံတွေအကြောင်းကိုဝေးဝေးဆဆတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေလည်းသဘောကျနှစ်သက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ